အားသာဝါနာရှင်ဒီကိုမလို့များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလာ6ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျောင်းတူတူကကြည့်လိုက်ရအောင်ပါမောင်ရင်းဘုတ်ကိုတော့ဆွေးနွေးမှုတွေတော်တော်ရှေ့ရောက်နေခဲ့တဲ့ဂျာမန်ဘွန်ဒလီကာကလပ်ဒေါ်မွန်တင်းရဲ့တိုက်စစ်တော်မှာကစားမှာဂျာမီကစ်တင်နဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာပါဒီသတင်းကိုကျွန်တော်ကူးယူဖော်ပြတာတော့ RNBBB လို့ခေါ်တဲ့ဒေါ်မွန်သတင်းနဲ့ပတ်သက်ရင်တီယာဝမ်အဆင့်ရှိတဲ့သတင်းစီကနေပြီးတော့ကျွန်တော်ကိုယူဖော်ပြပါရယ်စိတ်ချယုံကြည်လို့ရတယ်အခုနောက်ဆုံးထွက်လာတဲ့အချိန်လေးကသူတို့ရဲ့ဖော်ပြထားကြရဆိုရင်တော့အာဆင်တင်တာဝန်ရှိသူတွေနဲ့ဒေါ်မွန်တင်တာဝန်ရှိသူတွေကြားထဲမှာဒီကစားမနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေတော်တော်လေးနီးနီးကပ်ကပ်လုပ်နေတယ်ဒီကစားမကိုအာဆင်နယ်ပြင်ချယ်ဆီလဲစိတ်ဝင်စားတယ်ဒါပေမဲ့သူတို့သတင်းအသွာလာရဆိုရင် အာဆင်နယ်ကချယ်ဆီထက် ခြေတလန်းတာနေတယ်ဒီကစားမခေါ်ရေးမှာတက်တက်ကြွကြွဆွေးနွေးမှုတွေလုပ်နေပြီးတော့ဒေါ်မွန်ကယူတန်း90နဲ့60ကြားရရင်ဒီကစားမကိုရောင်းထုတ်သွားဝယ်ရှိရဆိုပြီးဖော်ပြထားတယ်သတင်းချက်လက်ကဒါကုံပဲ Transformer ကမှာယူတန်း90တန်းကြီးရှိတယ်စာချုပ်ဖြတ်သိမ်းကြီးမရှိဘူးဝင်းကားနှစ်ပတ်စလုံးမှာကောင်းကောင်းဆော့လို့ရပြီးတော့ဒီကစားသောက်တာအာဆင်နယ်ကိုခေါ်နိုင်မယ်ဆိုရင် Martinelli Trossard ဘက်ချမ်းရဲ့ဘူကောက်ဆာက180ဘက်ချမ်းအတွက်လုံးဝကာဘာကောင်းကောင်းဖြစ်တယ် ဒီကစားမရဲ့ထိုက်ရလည်းအသင်းရဲ့ senior level ပေါ်ထွက်ကစားမဖြစ်လာနိုင်တဲ့အခြေချင်းတွေအများကြီးရှိတယ်။သူကအခုဒေါ်မွန်ကစားမဆိုရင်သူ့ရဲ့လူငယ်ကစားမဘဝကိုအင်္ဂလိပ်ကလပ်သင်းတွေဒီမှာဖျက်ဆန်းခဲ့ဘူးတယ်။အဲ့ဒါတွေကတော့သူ့လူငယ်ကစားမဘဝမှာဆိုရင် Reading, Chelsea နောက်ပြီးတော့ Manchester City အဲ့ရမှဒေါ်မွန် Academy ကိုရောက်သွားတယ်။အဲ့ရမှတစ်ဆင့်အခု senior level ကစားမဖြစ်လာတယ်။အတက်က20ပဲရှိတယ်။တရားတစ်ခုတော့ဒီကစားမကိုအာဆင်နယ်ကိုခေါ်ပြီဆိုရင်တော့နီကိုဝီလျံကိုမခေါ်တော့ဘူး။ အာဆင်နယ်ကိုဒီသားမကိုခေါ်မယ်ဆိုရင်တော့နီကိုဝီလန်စာချုပ်ဖြတ်သိမ်းခြင်းဒီပါတော့ပေးရနိုင်တယ်။သို့တော့လောက်ခလာစာနည်းနည်းပဲကြမှာ။အခုဒေါ်မမဒီသားမရနေတဲ့လောက်ခလာစာဒီ Euro 9800ကျော်။ကျွန်တော်ရေရေရောပြ။ပေါင်တသိန်း Euro တသိန်း1000လောက်ပေးလိုက်မယ်။ကစားမကပြီလာပါပဲဒါပေမဲ့နီကိုဝီလန်ကြတော့ပြောင်းရွှေ့ခြင်းဒီပါထတ်တူကြတယ်ဆိုပေမဲ့ပေးရမယ့်လောက်ခရစားကတပတ်တပတ်ကိုအင့်ကနေပဲဒါသည်ရေရှည်ကွန်ထရက်အလိုက်ပေးရမှာဖြစ်တဲ့အတွက်ကလက်တင်းတီက ပြောင်းရွှေ့ကြီးတက်စာရင်လောက်ခလာစာကိုပို့ပြီးကြည်လာကြတယ်အခုနောက်ပိုင်းမှာတကယ်လည်းကြည်ရမှာအဲ့တော့ဒီကစားမနှစ်ဦးရဲ့ quality ကိုသွင်းဒီယာဒီခြေစွမ်းကျွန်တော်နှိုင်းရှင်ပြမယ်နီကိုဝီလျံဒီယာဒီမှာ54ပွဲမှာ17ကိုသိမိ9လုံးဖိုင်ထားတယ်အခုအာဆင်နယ်တို့ဆွေးနွေးမှုတွေလုပ်နေဂျာမီကတန်က46ပွဲမှာ17ကိုသိမိတော့3လုံးဖိုင်ယူလုပ်ထားတယ်သွင်းကိုဖန်တီးမှုအရင်ကွာနေတာမဟုတ်ဘူးအဲ့တော့ဒီကစားမရဲ့ထိုက်မျိုးကျွန်တော်သွားပြီးကြည့်တဲ့အခါမှာတော့ဝင်းကပချက်မှာ power အပြုတ် speed ကောင်းကောင်းနဲ့ပြီးရမိုက်တယ်အဲ့တစ်ချက်ကကျွန်တော်တို့အနေနဲ့ quick transition မှာပြိုင်ဘက်ကဒီ full back ကစားမလေးကောင်းကောင်းလေးချိုးနိုင်ထားလို့ရမယ်အချက်ပဲပြီးတော့ dribbling ဘိုင်းမိုက်တယ် box throw တိုးဝင် finishing တွေလောက်တာကောင်းတယ် twin walk နဲ့တော်တော်လေးတွဲဆော့နိုင်တယ်နီးပြမိခေး idea သိရမလားကြိုက်တဲ့ကောင်လာခဲ့အသင်းရဲ့ကစားကွက်နဲ့ပဲဆော့ရမယ်ဆိုရင်တိုင်မျိုးတွေမှာကောင်းကောင်းလေးတော့ပါဝင်နိုင်လိမ့်မယ်လူငယ်ကစားမောင်းကလည်းအင်္ဂလိပ်ကစားဟန်တချို့နဲ့တီကျွမ်းခဲ့ဘူးတာဖြစ်တဲ့အတွက်အရင်တော့အချိန်ရောမဟုတ်ဘူး အဲ့လိုဆိုတော့ဒီကစားသမားသာဝင်နိုင်ခဲ့ရင်တောင်မှနှစ်ဖက်စလုံးမှာလည်းသုံးလို့ရတာဖြစ်တဲ့အတွက်ဒီကိုဝီလန်ရောက်လာဖို့မရှိလို့အထောင်တိုက်စစ်မှုကတော့အခြား player တွေထပ်ပြီးအားဖြစ်လိမ့်မလို့တော့ကျွန်တော်ထင်တယ်အဲ့တော့ဘယ်သူမှတိတ်မထင်ထားတဲ့ player ပေါ့လေအများကြီးတရင်တွေမထွက်ခဲ့ဘူးတဲ့ player ပါကျွန်တော်လွန်ခဲ့တဲ့တပတ်လောက်ကတခါဖော်ပြခဲ့ဘူးသေးတယ်အရန်၅ပေကိုလမရှိတဲ့ဒီအင်္ဂလန်သားပေါ့လေအင်္ဂလန်လက်ရွေးစင်တော့မဖြစ်သေးဘူးဒါပေမဲ့လူငယ်အသင်းတွေမှာတော့သူကစားနေပြီအဲ့တော့ဒီယာတီသူသွင်းထားတဲ့၁၂ကိုမှသူချန်ပီယံလိမှာ၄ကိုသွင်းထားတယ်ဒါသည် ဂျာမန်ဘွန်နယ်လီကတခုတည်းမှာဂိုးသွင်းထားမှုဖဲနဲ့ပြပပြိုင်ပွဲဒီမှာလဲဂိုးသွင်းထားနိုင်တဲ့အခြေချင်းရှိဆိုတော့ဟုတ်ပြနေတာမှနစ်ကဆိုရင်လဲ34ပွဲမှာနှစ်ဂိုးသွင်းပြီးတော့ငါလုံးဖိုင်ထားတယ်အဲ့လိုဆိုတော့အများကြီးတိုးတက်လာနိုင်ရှိတဲ့ပိုတရှယ်မြင့်ကစားသမားပဲအာရီတာတို့အယောင်တင်မေးနိုင်မလားဒါမှမဟုတ်ရရောက်ချင်းမှာပဲအသင်းရဲ့စီနီယာလေဗယ်ကစားမဖြစ်လာမလားစောင့်ကြည့်သွားမှာပါစိတ်ဝင်စားတဲ့ဆိုတဲ့သတင်းထက်တော့အများကြီးရှေ့ရောက်နေပါပြီဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါကကိုငွေရမယ့်ကိစ္စ ပထမသတင်းတစ်ပုဒ်တော့ကတော့ဒါငွေကုန်ရမယ့်ကိစ္စပေါ့လေဒီသတင်းကတော့အီတလီခြေဆက်သတင်းထောက်ဒီမာစီကိုဖော်ပြထားတဲ့နိုနိုထာဗာရဲနဲ့ကိစ္စကြံခဲ့တဲ့ຫນွေဈေးကွက်မှာတုန်းကလာစီယိုအသင်းစီကိုတရားသည့်အငှားချထားခဲ့တဲ့နိုနိုထာဗာရဲနဲ့ပတ်သက်ပြီးတော့ဝယ်ယူခွင့်သူတို့မှရှိပြီးသား ဲ့တော့ဝေယူခွင့်ကိုအသက်သွင်းမယ်ဆိုရင်တော့ပေါင်6.5တန်းလောက်ဒီအာဆင်နယ်ကိုငွေပေါ်မယ်ပြီးတော့ဒီကစားမကိုဒီမာစီယိုရဲ့ဖော်ပြထားချက်ရဆိုရင်တော့ Everton ဖူဟန်ဂျူပင်တက်တုတ်ကလည်းစိတ်ဝင်စားတယ်အဲ့ဒါဆိုလာဇီယိုတို့ရွှေ့မဲ့အကွက်ကအာဆင်နယ်စီကနေပြီးတော့ဝေယူခွင့်ကိုသူတို့အသက်သွင်းမယ်ပေါင်6.5တန်းနဲ့ဝယ်မယ်ပြီးရင်အဲ့ကစားမကိုစိတ်ဝင်စားတဲ့ Serie A Club Premier League Club တွေကိုယာတီဝက်လောက်သုံးပြီးပြန်ပြီးရောင်းမဲ့သဘောမျိုးတွေမြင်နေရတယ်အဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ကဒီတိုင်းတတတတနဲ့ရောင်းလိုက်လေဆိုပြီးအရန်သဘောကောင်းနေမထင်နဲ့နောက်မှာ ဒီဆဲဝန်ကော်စာရှိတယ်အဲ့ဒါအခြားသင်းသင်းကိုပြန်ပြီးရောင်းတဲ့ခါကျရင်ပါစနစ်ဘလောက်ပေးရမှာဆိုတဲ့အချက်သူဖော်ပြထားချက်ရဆိုရင်တော့40ခိုင်နှုန်းဆဲဝန်ကော်ကတ်ထားတယ်လို့ကြားသိရတယ်အဲ့ဒါရတော်တော်စားတယ်တချို့ report တွေကဆိုရင်20ခိုင်နှုန်းပေါ့လေအဲ့တော့ကျွန်တော်တို့ဥမာပေါင်တန်း90နဲ့ရောင်းလိုက်ပြီဆိုပါစို့အနည်းဆုံးတန်း20လောက်တော့ကိုယ်စီပြန်ပြီးဝင်လာမဲ့အနေထား အဲ့ဒီ40ငံလုံးဆိုတဲ့အနေထားကြောင့်မို့လေဒါတော့ပြန်ပြန်တွက်ပြပါလို့ဆို25နှစ်ရဲ့ပေါ်တူဂီသားကတော့အာဆင်နယ်စီရောက်လာပြီးတော့အသင်းအတွက်အသုံးမဝင်ဆိုပေမဲ့လည်းကလပ်အသင်းအတွက်ငွေပြန်ရှာပေးနိုင်မဲ့ပလေယာတဦးဖြစ်ရှိနေတယ်အာဆင်နယ်ကလာမယ့်နေရာဒီမှာငွေအများကြီးသုံးမှာဖြစ်တဲ့အတွက်အသေးအရင်ဒီလိုထွက်ခွာသွားမဲ့ကစားသမားတွေအသင်းအတွက်အင်ကန်တစ်ခုပြန်ဝင်လာမဲ့ကစားသမားတွေလည်းရှိနေတယ်အဲ့ဒီအမှာနူနိုထာဗာဒက်တို့ဆမ်ပီလိုကိုညာတို့ရှိပြီးတော့တပြားမမရဘဲနဲ့ထွက်ခွာသွားတဲ့မှာဂျော်ဂျီညို ဒီယာနီတို့လိုကစားသမားတွေရှိနေပေါ့လေအဲ့တော့ဒီယာတီပြိုင်ပွဲဆုံး28ပွဲမှာဆရာသမား24ပွဲပွဲထွက်ထားပြီးတော့ကိုလုံးဖိန်ထားတယ်တကယ်ကိုမှအဲ့ left full back တနေရာမှာ left back တနေရာမှာပေါ့လေဖန်တီးမှုတော်တော်ကောင်းကောင်းနဲ့အင်းပြီးအပြည့်နဲ့ပါဝါအပြည့်ဆော့တဲ့ကစားဟန်ကိုချူပင်တက်ပါဝင်အသိတော်များသဘောကျနေအဓိကနီးပြပဲသူ့ကိုတေချာလေးကင်တွန်းနိုင်အဆင်ပြေတယ်တခါကြရင်ဒီဘက်ကဂျစ်ကငံပုံစံတိုင်မျိုးကျွန်တော်စီမှာရောက်တော့လည်းနူလိုတာဘက်ကကောင်းတဲ့ပွဲဆိုတအားကောင်းတာ ယူနိုက်တက်ဘက်ကို6သွင်းနိုင်တယ်ဗာနဲ့စုပ်ပြတ်တက်ပြီးဟေးဆိုရင်ချက်ချင်းလူစားထက်ချက်ချင်းပြန်ထုတ်ရတဲ့အဆင်ုံဖြစ်တာအဲ့လောက်ထိနူနိုဒါဘရက်ကအသင်းမှာတော်တော်လေးချစ်ကြံရဖြစ်သွားတာအဲ့ဒီနောက်ပိုင်းသူ့ကိုမာစီကိုငှားချတယ် Forest ကိုငှားချတယ်အခု Lazio ကိုငှားချတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒန်ယာသတင်းနဲ့ပတ်သက်ပြီးအဓိကဖော်ပြပေးတော့ပါပါ။အဲ့ဒါပထမတစ်ယောက်ကတော့မာတင်အိုရီကတ်ချန်ပီယံလိစီးဖိုင်နယ်ဒုတိယအကြိမ်ပါနိုင်မယ်မပါနိုင်ဘူးဖြစ်နေတဲ့မာတင်အိုရီကတ်ကတော့သူ့ကိုယ်တိုင်အင်တာဗျူးတချို့မှာဖြေထားတာကတော့ဒန်ယာကစိုးရင်သာမရှိပါဘူး။ ည်းနည်းနာကျင်မှုတော့ကျွန်တော်ခံစားရတယ်။ဒါပေမဲ့အခုထိတော့ AC ပဲအကယ်၍မြန်ကံမဲ့ဆိုလဲအဆင်ပြေပါဆိုပြီးသူကပြောသွားတယ်။အဲ့တော့ပြန်ပါလာနိုင်ဖို့ကတော့ရခိုင်နှုန်းများနေပြီပေါ့လေ။ကဲနောက်တစ်ယောက်ကတော့ဂျူရီယန်ထင်မာထင်မာနဲ့ပတ်သက်ပြီးနမကျော်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ကော်နာဟန်ကတော့ကစားသမားပြန်ပြီးဝင်ကစားမှာပါဆိုပြီးသူကတော့အာမခံထားတယ်။ဆိုလိုချင်တာက ဂျူရီယန်ထင်မာတယောက်ဒုတိယကျော်စီးဖိုက်တယ်မှာအသင်းရဲ့လူစင်းထဲမှာပါလာလိုက်မယ်ဆိုပြီးကော်နာဟန်ကတော့အာမခံရတယ်။သူကတော့အာဆင်နယ်အတွင်းသတင်းနဲ့ပတ်သက်မှကြာခဏရတတ်တဲ့သတင်းတော့အဲ့ဆိုမာတင်အိုရီဂက်ကဂျူရီယန်ထင်မာရော PSG အသင်းနဲ့ပါရီကိုသွားတဲ့အခါကျလို့ရှင်တော့ကျွန်တော်လေးရင်စပေါ်ဆီရင်မှလည်းမြင်တွေ့ရဖို့ရှိတယ်ပြီးတော့ကွင်းတဲ့ကကစားသမား first line နဲ့ scene မှလည်းမြင်တွေ့ရဖို့ရှိနေပါတယ်ကဲဒီသတင်းနဲ့ကက်ရက်တစ်ခု bonus အနေနဲ့ဖော်ပြပေးချင်တာကဒါ Liverpool အသင်းရဲ့ ခန်းစစ်ကစားသမားပေါ့လေဖူးဘက်ကစားသမား Trent Alexander-Arnold ကတော့ Rear နဲ့တေဝင်ဖြစ်သွားခဲ့ပြီအဲ့မှာ တစ်ချက်စိတ်ဝင်စားဖို့ကောင်းတာက real နဲ့သူသဘောတူညီမှုရတာကြာပြီဆိုတော့ကျွန်တော်သိရင်လေပါဘူးကနောက်ဆုံးချိန်ထိဒီကစားမောက်ကိုဘောလုံးလောကရဲ့ခန်းစစ်ကစားမိုက်တွေမှာအမြင့်ဆုံးလောက်ခလာစား Premier League ရဲ့အမြင့်မားဆုံးခန်းစစ်နောက်ခံလူတယောက်ရဲ့အမြင့်မားဆုံးလောက်ခလာစားတွေတိပေးပြီးတော့စာချုပ်သစ်ကမ်းလှမ်းခဲ့တယ်။ဒါပေမဲ့ကစားသမားက real ပဲထွက်ခွာသွားတယ်။အဲကြောင့်ကျွန်တော်တို့စာလီဘာရဲ့ကိစ္စကိုလည်းသတိကြီးကြီးထားပြီးခြင်နေဖို့လိုတယ်။အသင်းကိုဘယ်လောက်ချစ်ပါတယ်ပြောပြောစာချုပ်တွေကပို့ပြီးတော့ကစားသမားကိုဆွဲဆောင်မှုတွေအဆင်ပြေတာ။ ကစားမို့ကျွန်တော်လည်းဖလားရသိခြင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကအာဆီနယ်ကိုချစ်တာလေအဲ့တော့အာဆီနယ်အောင်မြင်ဖို့အတွက်ဆိုရင် quality မြင့်ကစားသမားတွေကိုတက်နိုင်တဲ့လောက်တော့ဆက်ပြီးတော့ထိန်းသားစေချင်ပါတယ် ီစီဇန်လေးကိုဒီကောက်ကူညီပောင်းပြီးတဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်39953996363လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iBook ခုချကို Sport Night 5လုံးမိတ်တူကိုကစားမယ်ဆိုရင်တော့အခုလိုအစီအစဉ်ကောင်းတွေကိုအမြဲတမ်းပံ့ပိုးပေးတဲ့ရှူဘောလုံးမှာလာပြီးကစားဖို့အားလုံးကိုလည်းဖိတ်ခေါ်ပါတယ်ခင်ဗျာကဲနောက်ဆုံးသတင်းပုဒ်ကတော့ဂျွန်လာတရက်နေ့မှာကျင်းပမဲ့ဘောလူပွဲအဲ့ဒါကတော့မြို့နှစ်မြို့မှာအက်ခန့်ကစားမှာပေါ့လေအဲ့ဒီကွင်းမှာအက်ခန့်ကစားတိုင်းမှာ ဒါဘောလီဝဲတွေကိုလက်ခံကစားတိုင်းမှာချန်ပီယံအစ်ပေါ်ထွန်းလာလေးရှိတယ်1996ခုနှစ်တုန်းက Northern Forest 1993တုန်းက Marseille 1999ခုနှစ်က Dortmund 2012တုန်းက Chelsea အခု2025မှာတော့ချန်ပီယံအစ်အဖြစ်ဒီနှစ်သင်းကတော့ရေပန်းစားနေတယ်အခုစီးမိုင်းနေရောက်၄သင်းနဲ့မှာဆိုရင် Inter ဘာစီလိုနာခဏဖယ်ထားလိုက်သူတို့ကချန်ပီယံဖြစ်ထားဘူးတယ်အဲ့မှာ PSG နဲ့အာဆင်နယ်ကတော့ချန်ပီယံမဖြစ်ထားဘူးအဲ့တော့အခုပါရီမြေမှာအာဆင်နယ်ဦးသာ PSG ကိုကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ဒီအစင်လာရဆိုရင်အာဆင်နယ်เนี่ย chance တွေအများကြီးရဲ့ကစားသမားတွေရဲ့ motive ဘိုင်းမှာအောင်ဒါပေမဲ့တခုလောမှာအာဆင်နယ်ရဲ့ PSG ကိုအနိုင်ကံပြီးကျော်ဖြတ်နိုင်ဖို့လိုအပ်တယ်ဗောလေဒီမှာ record တချို့ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါ1980ခုနှစ်ကစလို့အာဆင်နယ်ကပြင်သစ်မြေပါသွားပြီးကန်တဲ့73ပွဲမှာတပွဲပဲရှုံးနိုင်ဘူးတယ် ချန်နယ်ပွဲဒီမှာဆိုရင်9ပွဲနိုင်9ပွဲတည်တပွဲရှုံးဆိုတဲ့ရလက်ရထားတယ်အဲ့တော့ပြင်သစ်ပြင်မှာကျွန်တော်မှတ်တာမမဟုတ်ဆိုရင်ကျွန်တော်အာစီလန်ကိုလာမသူရှုံးခဲ့တာမှတ်နှစ်ကလေအဲ့ဒီရှုံးခဲ့တဲ့ချန်ပီယံလိအုပ်စုပွဲတစ်ခုလောက်ပဲရှိမယ်အဲ့ဒီရှုံးတဲ့ record တစ်ခုပဲရှိမှာကျွန်တော်တွေအကုန်လုံးကတေကြတဲ့နိုင်နေဆိုတော့ record တွေပဲရှိတာဖြစ်တဲ့အတွက် PSG အသင်းနဲ့ဒုတိယအချုပ်မှာတော့ ဂိမ်းနေပြီးရလဲအာဆင်နယ်တို့ရလက်ကောင်းနေတယ်ဆိုပြီးကမန်ထားပါတယ်။အာရီနဲ့ပတ်သက်ရင်ဘယ်တော့မှအကောင်းမပြောခဲ့ဘူးတဲ့။ United တို့ရဲ့လီဂျန်ကြီးကအခုတော်တော်လေးအာဆင်နယ်ဘက်ကနေပြီးတော့ပြောပြထားကြည့်ကြအဖြစ်အာဆင်နယ်တို့တခုလုံးပြီးပြန်လာနိုင်မလား။ကျွန်တော်စောင့်ကြည့်သွားမှာပါ။9ရက်နေ့ညတကောင်ရင်10ရက်နေ့မနက်ခင်းအစောပိုင်းတော့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။